ပြောပြခြင်းတဲ့အကြောင်းရင်းကတော့ American သမ္မတဒေါ်နယ်ထရမ့်ဒေါသတွေဖြစ်နေတဲ့အကြောင်းပြောပြခြင်းတော့ပါအားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့တပတ်လောက်ကအီရန်နျူကလ িয়ার တပောင်းပိုးတွေကိုသူတို့ရဲ့ B2 ဘွန်ဘိုင်းနဲ့ဘုံကျဲတယ်အဲ့ဒါပြီးတော့ဒီတပောင်းပိုးတွေအားလုံးကလုံးဝပျက်စီးသွားပြီဆိုပြီးတော့သူပြောတယ် ြီးသွားတဲ့အခါမှာသူကအီရန်နဲ့အစ္စရေးကိုမင်းတို့ကောင်းနေနှစ်ယောက်စလုံးအပြစ်ခံရကြဆိုပြီးတော့သူကအဖေကြီးလိုပဲသူကပြောတယ်အားလုံးဖြစ်လာလားဆိုတော့တခုမှဖြစ်မလာဘူးတပေါင်းမှုဘုံကျေးပြီးတဲ့နောက်မှာအားလုံးကဝင်ပြီးတော့ဆက်ရတာပေါ့နော်အဲ CIA တို့ကတော့ဝင်ပြီးတော့နောက်ကနေပြီးတော့တကယ်ပြက်သလားမပြက်ဘူးလားလို့ဖြစ်တဲ့အချိန်မှာတရင်ကထွက်လာတယ်အမ်ဘုံကျေးလိုက်တာ အီရန်ဒီနျူကလ িয়ার အစီအစဉ်ဟာနည်းနည်းလက်နည်းနော်လင်းအား6လာပေါ့နော်တနင်းရင်နည်းနည်းနောက်ကျသွားတယ်လို့ဘာမှမထူးသွားဘူးလို့ပြောတာဆိုတော့အဲ့ဒီသတင်းထွက်လာအောင်ထွက်လာတော့အကောင်လုံးကမေးကြတာပေါ့မေးတော့ထရမတော့မင်းတို့ကောင်းနေငါတို့ရဲ့ B2 ဘုံကျဲလေရင်မောင်းတဲ့ pilot တွေကိုမင်းတို့ကောင်းနေကျေးဇူးတင်ဖို့ကောင်းနေမင်းတို့ကောင်းနေအဲ့ဒါမျိုးသတင်းတွေထုတ်ပြီးတော့ဒီကောင်းနေနာမည်မဖြတ်သင့်ဘူး သူတို့လုပ်ကိုသူတို့သေချာလုပ်တယ်အဲတခါအင်ဖြူရရဲ့ပြောရေးစီရင်ရှိတဲ့သူကမေးတော့ဒီသတင်းဒီနျူကလ িয়ার တပ်ပေါင်းပေါ်ကြီးအကုန်ပျက်ခုစေသတင်းကဒါထိတ်တန့်ရှုပ်ဝဲရဲ့သတင်းအဲ့ဒါကိုအောက်ကရရှိအငေတွေကနေပြီးတော့သတင်းစာကိုပေါက်ကြအောင်လုပ်တယ်လို့ပြောအဲ့ဒါနဲ့အခုလုံးကဟာနေနေပါဦးနေပါဦး ဒီအိမ်ဖြူတော့ကပြောတဲ့အမျိုးသမီးပြောတဲ့ပုံစံကထိတ်တန့်ရှုပ်ဝဲချက်လည်းပြောသေးတယ်။အဲ့ဒီထိတ်တန့်ရှုပ်ဝဲချက်ကိုအောက်ကရှိတဲ့အရာရှိတွေကသတင်းတွေကိုပေါက်ကြအောင်လုပ်တယ်ဆိုဘယ်လိုလို့အငယ်တန်းအရာရှိတွေကဘယ်လိုလို့ထိတ်တန့်ရှုပ်ဝဲချက်ကိုသိရတာလဲသူစကားရှိစင်းနောက်စင်းမညီဘူး။ဆိုအဲ့ဒါတစ်ခုဖြစ်လာ။ဆိုတဘောက nuclear reactor မပြတ်ဘူးပေါ့။နော်ကျဲတာဘုံကျဲတာပဲပုံနေပြတာပဲအကောလုံးမဖြစ်။အဲ့တော့မင်းတို့တိုင်းပြည်ကိုလိမ့်နေဆိုပြီးတော့ အခုအတိုက်ခံနေရောတိုင်းပြည်မှာရှိတဲ့လူတွေကအလုံးအားတော့ဝိုင်းပြောကြတယ်ကဘာအောင်မှာရှိတဲ့လူတွေကလည်းပြောကြတယ်ဒါပေမဲ့နေတိုးကတော့ဘာပြောလဲဆိုတော့မင်းမဲလို့ရေးတဲ့အောင်မြင်တာမအောင်မြင်တာခဏနေလေမင်းချေးရေးအဲ့ဒါပြဟိုမျက်နှာပြက်တာပေါ့နော်အဒါပဲလားဆိုတော့မဟုတ်သေးဘူးထရမီကတော်တော်ဒေါသဖြစ်တယ်သူကအစ္စရေးကိုပြောတယ်အီရန်ကိုမင်းတို့နှစ်ယောက်ပြောရတယ်ကြကြဆို သူကငါဘုံကျေးပြီးပြီပေါ့နော်အဲ့ဒါမျိုးရက်လို့ပြောတယ်ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ analyst တယောက်ကဘာပြောလဲဆိုတော့နတန်ညာဟုကအားတဲ့ Donald Trump ကိုဘုံကျေးဖို့အတွက်ဒီကောင်သွေးဆောင်ဖျားယောင်းလိုက်တာဒီကောင်နတန်ညာဟုအကွက်ထဲတက်တည်ကြီးချသွားတယ်လေနတန်ညာဟုက Donald Trump ကိုဘုံကျေးဖို့ပြောတဲ့အချိန်မှာပေးတဲ့သတင်းညာသတင်းဟောင်းနေပေးတာတဲ့ဘာမှမထူးဆန်းဘူးတဲ့ ဒီသတင်းတွေကြောင့်ဘိုင်ဒန်တို့ကလည်းဘုံမကျေခဲ့ဘူးဒါပေမဲ့ဒေါ်နယ်ထရမ့်ကတော့နတန်ယာဟုရောင်းတာကိုဝေပြီးတော့ဘုံကျဲလိုက်တယ်ဒါပေမဲ့အကုန်လုံးကပြောတာနတန်ယာဟုကအမေရိကစစ်ထဲပါလာရင်တော်ပြီတဲ့ဒီထက်ဘာမှပိုလို့ဆရာမလုပ်ဘူးတဲ့သူကျိန်တတ်နေပြီ तू ကဒါပေမဲ့တဲ့ဒေါ်နယ်ထရမ့်ကသူ့ကိုစစ်ရခဲ့သူရမှာမဟုတ်ဘူးတဲ့ तू ကဆက်ပြီးတော့ဒီကောင်ဒီအီရန်ကို तू ကတခါအမောက်ကိုချိန်ပါတဲ့ရမှာမဟုတ်ဘူးတဲ့မယုံရင်ကြီးလို့ပြောတယ်နောက်ပြီးတော့အဲ့ဒီ ူကပြောတာနတညာဟုအဲ့လိုဆက်လုပ်နေလို့ရှိရင်ထရမ့်နဲ့နတညာဟုနဲ့ပြဿနာတက်လိမ့်မယ်လို့ပြောတယ်ပြောတဲ့အတိုင်းပါပဲငင်းချင်းကြီးပြစ်ခတ်ရက်စေးကြီးပြောတဲ့ပထမနိုင်ကြီးမှာပဲအစ္စရေးကနေပြီးတော့တီရန်ဘောကိုတခါလေးဘုံနေတခါလေးကျဲလိုက်တာရစရာကိုမရှိဘူးရှိတယ်ရေစခန်းနေဌာနချုပ်တွေအကုန်လုံးဘုံချေပလိုက်တယ်ပြီးတော့အမ်မချဲတော့ဘူးရလိုက်တယ်လို့ပြောတယ်အဲဒေါ်နယ်ထရမ့်ကဘိုးတွေပွားပြီးတော့ ီကောင်နှကောင်စလုံးနဲ့ဆေးကြီးတိုင်းထွာတာဗောနော်ဘာလုပ်နေမှမသိဘူးဆိုပြီးတော့နည်းနည်းကြတော့နှစ်ယောက်စလုံးကပြစ်လိုက်ချက်လိုက်ရလိုက်ကြမကြပါဘူးအခုကျွန်တော်အတန်သွင်းနေတဲ့အချိန်မှာအစ္စရေးကနေပြီးတော့တီရန်ကိုအများကြီးထပ်ပြီးတော့ပြစ်လိုက်တယ်ဆိုတော့ဒေါ်လာထရမ့်ကြီးနဲ့ဒေါသတွေဖြစ်ပြီးအချက်တီတွေခွဲပြီးတော့အခုတော့နေရိုးဆက်မှာငုတ်တုတ်ထိုင်နေလေအဲနားထောင်နေအတွက်ကျေးဇူးတင်ပါတယ်ဗျာ